မယမုံလာပါပြီမမယမုံကနေ့မှာတော့ပုံမြင်လေးတစ်ပုတ်ကိုပြပြသွားပါပဲဖြစ်ပါရဲ့ပုံမြင်လေးရဲ့အမိကတော့စီလုံးချင်းရဲ့အင်အားလို့ခေါ်ပါရဲ့ကဲမမယမုံနဲ့တူတူဆက်ပြီးတော့ပုံမြင်လေးကိုနားထောင်ကြမယ်ဟိုးရှိရှိတုန်းကပေါ့ကွယ်တိရစ္ဆာန်လေးမျိုးစုံနေထိုင်တဲ့တောအုပ်ကြီးတစ်ခုရှိတဲ့အဲ့တော့ကြီးရဲ့မှာနေထိုင်တဲ့ဒိတ်ဆန်လေးတွေထဲမှာရုံကလေးလေးကောင်လေးပါဝင်ကြတာပေါ့ကွယ် ရုံကလေးလေးကောင်ဖြစ်တဲ့မောင်ဖြူဖွေးမောင်ကြားလေးမောင်လုံးလုံးနဲ့မောင်မဲလေးတို့ဟာတငယ်ချင်းတွေဖြစ်ကြတဲ့အဲ့ဒီရုံကလေးလေးကောင်ဟာအယန်းကိုခင်မင်ကြတာပေါ့တနေ့မှာတက္ကလာအုပ်ကြီးတကောင်ကတော်ရင်ဒိဆန်လေးရင်းထိုင်တဲ့စီကိုအပြေးလွှားရောက်လာတယ်တော်ရင်ဒိဆန်လေးရီကလေးဘာဖြစ်တာလဲလို့မေးကြည့်လိုက်တဲ့အခါတက္ကလာအုပ်ကြီးကမတော်တော်တဲ့ကိုမြေခွေးတကောင်ဝင်လာပြီမြေခွေးတကောင်ဝင်လာပြီကွာမြေခွေးတကောင်ဝင်လာပြီလို့ အော်ပြီးပြေးထွက်သွားတာပေါ့ကွယ်တော်ရီရိဆန်လေးတွေလည်းတက္ကလာအုပ်ကြီးရဲ့စကားကြောင့်ကြောက်လန့်ကုန်ကြတာပေါ့အဲ့ဒီနေရာဆက်ပြီးတငယ်စင်းတွေအဖြစ်နဲ့ရိဆန်လေးတွေကတယောက်ကအစာရှာတယောက်ကအစာရှာတာကိုစောင့်ရင်းနေပဲနေထိုင်သွားကြရတော့တာပေါ့ဒီနေ့မှာယုံကလေးလေးကအစာရှာရင်းနေပေါ့မုံလာဦးခင်းကြီးတို့ခင်းကိုတွေ့တယ်လေအဲ့ဒီအချိန် မောင်ဖြူဖွေးကမောင်လုံးလုံးကိုကြည့်ပြီးဟဲ့အောင်လုံးလုံးဒီတစ်ခေါက်တော့မင်းဆောင်ကွာငါတို့အရန်ဖိုက်စာနေပြီကွာအဲ့ဒီအချိန်မောင်ဖြူဖွေးပြောလိုက်တဲ့စကားကြောင့်မောင်လုံးလုံးကနေပြီးတော့ဟာဘာလို့ဆောင်ရမှာလဲမင်းဆောင်ပါလားငါကမဆောင်ဘူးငါအရန်ဖိုက်စာနေပြီကွာအဲ့ဒီအချိန်မှာမောင်ဖြူဖွေးကဟာမရဘူးလေကွာအဲ့ဒါဆိုလဲပြောင်းမဲလေမင်းဆောင်ကွာဟာငါမဆောင်ညင်ဘူးကွာ မင်းဆောင်လာတာမောင်ဖြူဖွေးရငါကအရင်ပိုက်စားနေပြီငါပိုက်စားရင်ဘိုက်အောင်တတ်တယ်ဆိုတာမင်းတို့သိတာဟုတ်ကွာရုံကလေးလေးကောင်ကအဲ့ဒီညမှာပဲအငင်းပွားနေကြတာဟုတ်ကွယ်အတန်ကြောင်ညံဖြစ်ပြီးရဲ့အခါမှာတော့ရုံကလေးလေးကောင်ကတယောက်နဲ့တယောက်မခေါ်မပြောဖြစ်သွားတာပေါ့အဲ့ဒီအချိန်မှာသူတို့အနေနဲ့တယောက်နဲ့တယောက်တူလန်းကူလန်းကူစီကိုဖြောက်သွားကြတော့တာ တော့ဒီလိုစကားများနေရာကိုကြည့်နေရဲ့မိခွေးကြီးရှိရဲဆိုတာကိုတော့သူတို့မသိခဲ့ပါဘူးသူတို့ရေစီလုံးမှုပြိုကွဲသွားရတဲ့ကြောင့်မိခွေးကြီးရဲ့အစာရိဖြစ်သွားကြတာပါသူတို့တွေကစီလုံးမှုမပြိုကွဲခဲ့ဘူးဆိုရင်မိခွေးကြီးရဲ့အစာရိဖြစ်လာစရာအကြောင်းမရှိပါဘူးပုံမြင်လေးကတော့ဒါပါပဲကွအမရမွေရဲ့ဗီဒီယိုလေး မရေပါကျေးဇူးများကြီးတင်ပါရယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်ဘိုင်ဘိုင်